မကြိုက်ရင် မပြောပါနဲ့ပါရမီနဂို မရှိလောကကုတုတုစရိုက်မဟောထိုက်တိလူမိုက်တရိဆန်နိဗ္ဗာန်စကားအလွန်ခါ၏နာပါမဝင်သိမြင်မဲ့စွာ သူယုံမာအာချင်းရာကောင်းစုចောင်းကျိုးတရားမဟောကြာဟောမိပါကအပြည့်ရ၏တဲ့မလဲဆရာတော်ဘုရားကြီးကဆုံးမတော်မူတယ် တရားတရားမရှိညာကတတ္တာစကားမပြောကြပြောမိပါက အပြစ်ရ၏တတ္တာမရှိတဲ့သူကိုတရားနဲ့ပတ်သက်တဲ့စကားမပြောရဘူးတဲ့ယရနာ၃ပါးကံကံအကျိုးကိုယုံကြည်တဲ့စိတ်ကိုတတ္တာစိတ်လို့ခေါ်တယ်အဲ့ဒီတတ္တာစိတ်ကလည်းပဲတရားတရားခေါင်းမလာပြီဆိုရင်ဘုရားလည်းမယုံ တရားလည်းမယုံသံဃာလည်းမယုံမယုံတော့မကြည်မကြည်တဲ့သူတွေကို ကြည်အောင်သွားပြဖို့တော့ခက်ခဲတဲ့အတွက်ကြောင့်မပြောပဲနေတာကောင်းတယ်တဲ့မကြိုက်ရင်မပြောရဘူးသီလတရားမရှိညာကသီလစကားမပြောကြအပြောမိပါက အပြည့်ရဤတဲ့ကိုကျင့်သီလမလုံတဲ့သူကသီလစကားပြောရင်ကြောက်တယ်သီလနဲ့ဆက်တဲ့စကားပြောရင်ကြောက်တဲ့အတွက်ကြောင့်သီလနဲ့ပတ်သက်တဲ့စကားပြောရင် မကြိုက်တဲ့သူတွေချားမှာ မပြောဘဲနေတာကောင်းတယ်တဲ့ပြောတဲ့သူကအပြည့်ရတတ်တယ်တဲ့သုတတရားမရှိညာကသုတစကားမပြောကြအပြောမိပါကအပြည့်ရဤဘုဒ္ဓတမရှိတဲ့ပုဂ္ဂိုလ်တွေထွေထွေဘုဒ္ဓတမရှိတဲ့ပုဂ္ဂိုလ်တွေသုတညာမရှိတဲ့ပုဂ္ဂိုလ်တွေကိုသုတစကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသွားပြောတဲ့အခါမှာလက်ခံနိုင်တဲ့စွမ်းအမရှိသလိုသူကမသိတဲ့အတွေ့အကြုံပြောတဲ့အပေါ်မှာလည်းပဲ နားဝင်မှာမဟုတ်ဘူးမရှိရင်မသိတဲ့အတွက်ကြောင့်မသိတဲ့သူကလည်းပြောရင်ကြိုက်မှာမဟုတ်လို့မပြောဘဲနေတာကောင်းတယ်တဲ့မကြိုက်ရင်မပြောနဲ့တဲ့သာကတရားမရှိညာကသာကသကမပြောကြအပြောမိပါကအပြည့်ရဤသာကဆိုဆွန့်လို့လူတန်းပိတ်ကန်းခြင်းဒါနဲ့သဘောပါပဲမလူခြင်းတဲ့ပုဂ္ဂိုလ်လူပါလို့သွားပြောရင်မကြိုက်ဘူးတဲ့မကြိုက်ရင်အပြစ်တွေဖြစ်တဲ့အတွက်ကြောင့် သာကစိတ်မရှိဆွနလူတန်းကျင်တဲ့ဒါနစိတ်မရှိတဲ့ပုဂ္ဂိုလ်လူပါတန်းမှာပေးပါကမ်းမှာဆိုတာမျိုးမပြောရဘူးတဲ့ပြောရင်အပြည့်ရတယ်တဲ့ပညာတရားမရှိညာကပညာစကားမပြောကြအပြောမိပါကအပြည့်ရ၏တဲ့ပညာနဲ့ပတ်သက်ပြီးကုသိုလ်အကုသိုလ်သိနိုင်တဲ့ဉာဏ်ပညာလောကီလောကုတ္တရာအတိကိုသိနိုင်တဲ့ဉာဏ်ပညာမရှိတဲ့ပုဂ္ဂိုလ်တွေကို အဲ့ဒီပညာနဲ့ပတ်သက်တဲ့စကားပြောရင်လက်မခံနိုင်ဘူးမကြိုက်ကြဘူးမကြိုက်တဲ့အတွက်ကြောင့်မပြောနဲ့မကြိုက်တဲ့သူမကြိုက်တာသွားပြောရင်ပြောတဲ့သူပဲအပြစ်ရတတ်တဲ့အတွက်ကြောင့်မကြိုက်ရင်မပြောပါနဲ့တတ္တာရဲ့သီလရဲ့သုတ္တရဲ့အစာခရဲ့ပညာရဲ့ဒီ၅မျိုးနဲ့ပတ်သက်ပြီးလက်ခံနိုင်တဲ့ပုဂ္ဂိုလ်ပဲပြောရတယ်လက်မခံနိုင်တဲ့ပုဂ္ဂိုလ်ပြောရင်ပြောတဲ့သူကအပြစ်ရတဲ့အတွက်ကြောင့်သူတို့မကြိုက်ရင်မပြောတာကောင်းတာပေါ့